ားလုံးမင်္ဂလာပါ။အာဆင်နယ်ဘက် Jake Channel ကနေပြန်လည်ကြိုဆိုလိုက်ပြီးဒီနေ့မှာတော့ Player Skate အချုပ်စာကာရဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့ပြောပြမိပါတော့။စာကာရဲ့2024 25 Standard GTR ဒီလုံးမှာသူရဲ့ခြေစွမ်းဘလောက်ပြပွားခဲ့လဲ။အတင်းရဲ့အဓိကကစားသမားတောက်တိုင်ဖြစ်တဲ့ဘူကောစာကာရဲ့ level ကိုလည်းကျွန်တော်တို့နည်းနည်းလေးသုံးသပ်ကြည့်ကြတာပေါ့။အဲ့တော့ကျွန်တော်တို့ Arsenal fan တွေအများစုတော်တော်များများလက်ခံထားကြတာဒီ Arsenal တင်းအကောင်းဆုံး main တောက်တိုင်ကစားသမားစာကာပဲ။ ကျွန်တော်ကတော့အများအားလို့လို့ပြောတယ်ဒီကန်ရိုက်စ်တဲ့ Glian Sleep ဘောကိုကျွန်တော်ပိုကြိုက်တယ်စာကာရဲ့ potential ကိုကျွန်တော်တိတ်တဘောမကြောက်ဘူးဆိုတဲ့ကိစ္စပေါ့နော်ဒီကတော့ဒီနှစ်မှာအကောင်းဆုံး right winger တွေထဲမှာ circle ကတတိယမြောက်ပြီးပထမဦးဆုံးကစားသမားကတော့ဒါအကောင်းဆုံးကိုသတ်မှတ်လို့ရတာတော့ Mohamed Salah ပြီးတော့လို့ရှိရင်တော့ Lamine Yamal ရှိမယ်ဒါပြီးရင်တော့ကျွန်တော်တို့ရဲ့ဘူဂိုစာကာလိုက်တယ်ပေါ့နော်ပြောရမယ်ဆိုစာကာကတော်တော်လေးကိုမှကောင်းပါတယ် နှစ်စဉ်နှစ်တိုင်းဒီပါလေအကောင်းဆုံးခြေဆောင်ပြရခဲ့တယ်ဒီနှစ်ဆိုလေသူဒီဇင်ဘာမှာဒဏ်ရာရသွားတယ်ဒီဇင်ဘာ21ကနေ April 1ထိ total ပွဲစဉ်ပေါင်း16ပွဲသူလွတ်သွားခဲ့တယ်ဒါတော့မှအသင်းမှာ total goal 12ဂိုးထိတွင်ပြီးတော့ assistant 73ချိန်ပြုလုပ်ထားတယ်ဒါက36ပွဲဆိုတဲ့ပမာဏမှာသူရရှိထားတဲ့အရေးအတွက်ပြောမယ်ဆိုရင်တောင်ပန်ကစားသမားတယောက်အနေနဲ့ မဆိုးဘူးဆိုတာထက်ကိုပိုတဲ့ပမာဏမျိုးကိုစကောကဆွမ်းဆောင်သွားခဲ့တယ်။ PSG နဲ့ပွဲနေမှာဆိုလေလောက်လောက်လာလာဖြစ်တဲ့ကစားဟန်မျိုးတွေကစကာရုံးကန်တဲ့အချိန်တွေမှာပဲရရှိခဲ့တာမျိုးတွေတွေ့ရတယ်။တကယ်တော့စကာကကောင်းပါလေ။ဒါပေမဲ့စကာကိုတကယ်ကောင်းအောင်လို့လွတ်လပ်လပ်ဆော့နိုင်အောင်လို့အသင်းဘက်ကနေ supporting ပေးဖို့လိုအပ်နေတယ်။အခုကဘာဖြစ်နေလဲဆိုတော့စကာကခြေစွမ်းအရန်ပြဖို့အတွက်ကိုသူ့ဘက်ကိုအများကြီးလူတွေပိတ်ပြီးတော့ lockdown လုပ်ထားခံရတာများတယ်။ ွဲအများစုမှာကျွန်တော်တို့ရဲ့ဆက်ကောက်ထိန်းလိုက်တာနဲ့အာဆင်နယ်တင်းရဲ့ကစားဘွက်ကတည်သွားတယ်။အဲ့အတွက်ကြောင့်မလို့ဒီဝင်းတွေကနေဖြတ်တင်ဘောလောက်ပဲလောက်ရတော့တယ်။မာတင်နယ်လီတို့ဘာလို့ဘက်ကလွတ်တာလွတ်ဘောပါဖြစ်တော့စောက်တက်တန်လိုအတင်းမျိုးတော့ဘိုင်ဝမ်ကူမသွင်းနိုင်တဲ့ကစားသမားကိုဘယ်သူမှလာပြီးအာယုံဆိုင်ဆိုင်ဘူး။မာတင်နယ်လီတို့ဘာလို့ဆိုလွတ်ထားပြီးတာ။ဒါပေမဲ့သူတို့ဘက်ကနေပြီးတော့လောက်လောက်လာလာဖြစ်တဲ့ဟို twin goal တွေပေးပို့မှုတွေကအရင်ကြီးမတွေ့ရအောင်မတွေ့ရတဲ့အပေါ်မှာစကားကိုပို့ပြီးအာယုံဆိုင်တော့ စာကောက်ဘက်ကနေပြီးခြေစွမ်းပြမှုပိုင်းဆိုင်ရာမှာတော့အနေငယ်လိုအပ်ချက်တွေရှိရလို့မြင်တယ်ကျွန်တော်ကိုယ်တိုင်ကလည်းပဲ circle ကို level ရသတ်မှတ်ရမယ်ဆိုရင်လက်ရှိလမိုင်းရမယ်နဲ့စာကာနဲ့ရှင်မယ်ဆိုရင်တော့ကျွန်တော်လမိုင်းရမယ်ကိုပို့ပြီးတော့သဘောကျတယ်အဓိကအကြောင်းရင်းကတော့စာကာအနေနဲ့တောင်းမဲ့ကစားသမားတယောက်နေနဲ့ကိုယ်တွေ twin อยู่ဖို့ဒါမှမဟုတ်ရင်အနိပိပမှုတွေလောက်ဖို့အတွက်ကိုတူးနေနဲ့ car shop လို့ခေါ်တယ်ကျွန်တော်တို့ way white တဲ့ gadget တွေ way white တဲ့ပြပမှုတွေကိုပို့ပြီး training လုပ်ဖို့လိုမယ်စာကစီကလည်းအဲ့ဒါတိတ်မတွေ့ရဘူးဗျာ စကားချိုးဝင်ကန်သွင်းတာရှိတယ်။တချို့သောဂိုးတွေဝင်သွားတယ်။ဒါပေမဲ့တစ်နှစ်လုံးမှာမှတကိုးလောက်ပဲ။အဲ့ဒါမလုံးလောက်ဘူးပြန်သေးလား။အဲ့ဒါမလုံးလောက်ဘူး။တကယ်တမ်းသူသွင်းနေတဲ့ဂိုးတွေကပြောရမယ်ဆိုရင်ကျွန်တော်တို့တင်းရဲ့ beta play ကနေဖြစ်ဖြစ်ရှန်ကြောက်တဲ့အလုံးကိုပိတ်တယ်ဖြစ်ဖြစ်ခေါင်းတိုက်တယ်ဖြစ်ဖြစ်ဒီလိုပုံစံတွေကနေပြီးတော့သူသွင်းယူတာများတယ်။သူ့ရဲ့ကိုယ်ပိုင် treatment အနေနဲ့ချိုးဝင်ကန်သွင်းတာမျိုးတွေကိုသူများများဆဆလုပ်ဖို့လိုအပ်တယ်ဘုံတော့။ဘာကြောင့်လဲဆိုတော့တောင်မှကစားသမားတယောက်အနေနဲ့လက်လက်မျိုးစုံတက်ဆင်ထားရတာဗျာ။ ဒါအရှင်းပြောမယ်ဆိုရင် twin goal နဲ့ twin နိုင်ရမယ် assistant လေးလုံနိုင်ရမယ် handy ပြဖို့မှုအားဖြင့်လည်းဘောလုံးတွေကိုလိုရာရောက်အောင်လို့ပို့နိုင်ရမယ်ဒီလိုအခြေအနေတွေ dangerous ဖြစ်တဲ့အရာတွေအများကြီးကိုဖန်တီးနိုင်ရမယ်ဒီလိုအရာမျိုးတွေကိုလမိုင်းရမယ်လို့ဆိုရင်လည်းပို့တွေ့ရတယ်ရာရှင်းပြောရရင် main one နေပြီးတော့ trap ပြီး bet တက်မှာစော့နေတဲ့ antony တော်မှဒါသူ့ရဲ့ cash shop တွေက soccer ထက်ပိုပြီးကောင်းတယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ antony ကသူ့ကိုယ်သူဒီ cash shop ကိုအပိုင်မဲလို့ယုံကြည်ချက်တစ်ခုရှိတဲ့ပုံမှာရှိတယ် ဝင်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 သူကကန်လိုက်တယ်ပေါ့ဒါပေမဲ့ညှော်လေးလို့ရလောက်တဲ့အနေထားနဲ့ဒီနေ့ဆိုရင်ဘက်တက်မှာသူကိုယ်ရည်လေးတော်တော်များများသွေးယူနိုင်ခဲ့တယ်စကောက်လည်းအလားတူမျိုးပေါ့နော်အဲ့လိုဟာမျိုးကိုသူ train စေခြင်းနဲ့ကားလျှော့ပိုင်းနေပြီးတော့လျှင် car pass ပိုင်းတွေကိုပို့ပြီးတော့တိုးတက်လာစေခြင်းနဲ့စကောက်ကျွန်တော်အဲ့ဒီဘိုင်းမှာတိတ်အားမရအောင်ဒီလိုအားမရခြင်းရဲ့အကြောင်းရင်းကနံပါတ်1အချက်ကသူကလွတ်လွတ်လပ်လပ်ကစားရတာမဟုတ်ဘူးလွတ်လွတ်လပ်လပ်ကန်ဝေးမရအောင်မှတ်ပါလေဘယ်သူမှမလို့ကစားသမားတယောက်ကို တကယ်ကို pocket area လို့လို့ဒါမှမဟုတ်တကယ်ကိုလွတ်လွတ်လပ်လပ်ကန်လို့ရမယ်ဆုံကိုးသွင်းလို့ရမယ်ဆုံတွေကိုဘယ်တော့မှပေးမကန်တေချာပေါက်ပေးမကန်ပါဘူးဒီကစားသမားကမှလည်းတကယ်ပွဲကြီးပွဲကောင်းမှလွတ်မပေးပါဘူးဒါပေမဲ့လွန်တိုင်းရမယ်လို့ဆိုရင်ဒါဘလို့ပွဲကြီးမှပဲဖြစ်ဖြစ်စပိန်အသင်းရဲ့ national ပွဲတွေပဲကြည့်မလားဘာစီလိုနာရဲ့အရေးကြီးတဲ့ပွဲတွေပဲကြည့်မလားမိုင်းရမယ်လို့စီရောက်သွားပြီဆိုရင်သူကြံလီတော့မလားဆိုတဲ့မျှော်လင့်ချက်တစ်ခုရှိတယ်။လူတိုင်းတွေကနေပြီးတော့ကြော်ပြီးဝေးဝိုင်ကြံတဲ့ဟာတွေက တောင်းမဲ့ကစားသမားတယောက်အနေနဲ့မဖြစ်မနေလို့အပ်တဲ့လက်နက်လို့ထင်တယ်။စာကာကအဲ့ဒီဘိုင်းမှာတော့ကျွန်တော်နည်းနည်းလေးအားတော့တိတ်မရှာဘူးနော်။ဒါပေမဲ့ပဲစာကာကအဓိကပြဿနာဘာဖြစ်နေလဲဆိုတော့အာဆင်နယ်သင်းဘက်ကစာကာကို supporting ပေးနိုင်တဲ့တခြားလူမရှိဘူး။တိုက်စစ်မှာကြီးလိုက်မယ်ဆိုရင်စာကာရဲ့လမ်းကြောင်းကိုပိတ်လိုက်ရင်အဆင်ပြေသွားပြီဆိုတော့ကျွန်တော်များသိတယ်။သူ့ဘက်ကပဲ lockdown ချတယ်။သူကန်ဝင်မရအောင်အသင်းလုပ်တယ်။သူ့စီကနေပယ်စီနေအရင်ကြီးမထွက်လာအောင်အသင်းလုပ်တယ်။ဒီလိုကနေပြီးတော့ စကား potential အဖြစ်နည်းနည်းပိုကျလာတယ်လို့မြင်တယ်။ဒါတော့မှဒီကြားထဲမှာသူရုံးကန်ပြီးလုံသွားပြီးတာရှိပါတယ်။ဒီအတွက်တော့ circle ကိုကျေးဇူးတင်တယ်။ဒါပေမဲ့ပရိသတ်တယောက်အနေနဲ့ရှင်းရှင်းပြောရရင်ကိုယ့်ရဲ့ကစားသမားကိုအကောင်းဆုံးအကောင်းဆုံးနေပဲဖြစ်လာစေချင်တာအမှန်ပဲ။အဲ့တော့စကားနောက်နေ့မှာဒီချက်ကိုကောင်းတဲ့ပုံစံနဲ့ကျွန်တော်မြင်တယ်နဲ့ဒီနေ့အတွက်ကိုစကားအထူးကျေးဇူးတင်တယ်။ injury ဖြစ်နေသည့်တိုင်အောင်ပြန်လာတဲ့အချိန်မှာအကောင်းဆုံးပုံစံနဲ့ပြန်လာတယ်တရားဒီလုံးပြီးပါမှာအတင်းမှာ goal competition အများဆုံး player ဖြစ်နေရည်တည်နိုင်အောင်လို့စူးစမ်းတယ် ဒီလောက်ကောင်းတဲ့ကစားသမားတွေကကျွန်တော်တို့အတွက်လောဝါကိုတန်ဖိုးရှိရဲ့စိတ်လို့တော့ပြောလို့ရတယ်ဘောနော်တကယ်ကိုကောင်းလို့တဲ့ကစားသမားပါဒါပေမဲ့ဒီထက်ပိုမျောလင်းမိတာအတွက်လည်းတချို့တွေကတော့ against ပြင်ဖြစ်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအာဆင်နယ်ပြိတက်ပါအာဆင်နယ်တင်းကိုပိုပိုကောင်းစေချင်တယ်လို့သူရဲ့ကစားသမားတွေကပိုပြီးတော့ talent ပိုပြီးရှိစေချင်ပါတယ်စာကောင်အကောင်းဆုံးလေပဲဆွဲတွေ့မှုအတွက်လိုအပ်နေတဲ့အချက်တစ်ချက်ဆိုရင်ကျွန်တော်ထင်တာတော့သူ့ရဲ့ ရှူတင်နဲ့ပယ်စင်ပိုင်းကိုလည်းနည်းနည်းအဖြစ်ဝင်လာတယ်။ပြီးတော့လို့ရှိရင်အာဆင်နယ်အသင်းအနေနဲ့ကလည်းပဲသူ့စီကလာမယ့်ပတ်စီကိုတုံးချမယ့်ကစားသမားတွေကိုအဆင်သင့်ရှိနေဖို့လိုပါတယ်။အဲ့ဒီကုဟန်ချက်ထိမိွားပြီဆိုရင်တော့စာကောကိုဂိုးတဲ့ဝင်ဝင်မဝင်ဝင်အဆင်ပြေသလိုကန်နေတာထက်ပို့ပြီးတော့ကောင်းမွန်တဲ့ပယ်စင်တွေပို့ပြီးတော့ကောင်းမွန်တဲ့ရှူတင်တွေနဲ့အတူနောက်ရာသီမှာကျွန်တော်တို့တွေ့ချင်ပါတယ်လို့ပြောရင်းနဲ့ပဲဒီနေ့ဗီဒီယိုလေးကိုသုံးသပ်ပြုပါနောက်ထပ်နောက်ထပ်ဗီဒီယိုနဲ့တူပြန်လည်ဆိုတွေ့ပါမယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်